ဒီနေ့ဒီဗီဒီယိုတစ်ခုလုံးကို AI နဲ့လုပ်တာ2025ကိုရောက်နေပြီ AI ကိုအခုထိအသုံးမချသေးဘူးလားဒါတော့အားလုံးပဲမြင်လာပါကျွန်တော်ကတော့လင်းထပ်ပါကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် AI နည်းပညာနဲ့ပတ်သက်ပြီးတော့ knowledge sharing လေးနည်းနည်းလုပ်သွားပေးခြင်းပါတယ်ဆိုတော့ ကျွန်တော်တို့ promote လုပ်နေတဲ့ AI နေအများကြီးရှိရတဲ့အမှာဒီနေ့2025မှာထွက်ထားတဲ့ DC AI နဲ့အဲကျွန်တော်တခါရဲ compare လုပ်ပြီးပြောပြသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဘယ် free ရဲမှာပဲအလုပ်လုပ်နေပါစေ AI ကတင်တဲ့ app တစ်ခုပဲဘယ်လောက်ထိအသုံးကျလဲဆိုတော့တိပီးသားလူတွေကတိပီးသားပဲဆိုတော့မတိသေးတဲ့လူတွေအတွက်ကတော့ကျွန်တော်နည်းနည်းပြောပြမှဖြစ်မယ် AI ကဟိုသိပ္ပံပညာရှင်အကတာဆူဆန်လေးလာရေးသူတွေကနေစပြီးတော့အလုံးမရှိအကင်မရှိတဲ့သူတွေအထိ AI ကအသုံးပြုတင်တယ်ပေါ့ဆိုတော့ကျွန်တော်အနေနဲ့အခု AI အကြောင်းမပြောခင်မှာသူ့ကိုကျွန်တော်အလုတ်လုတ်ခိုင်းမယ်ဘယ်ဖီးရဲလူပဲဖြစ်ဖြစ်ပေါ့နော် ဆိုတော့ကျွန်တော် nebel အစုံလိုက်ပြီးတော့သူ့အလုတ်လုတ်ခိုင်းကြည့်မယ်ဆိုတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်အောင်ဆိုတော့ခုနကကျွန်တော် AI ကိုကျွန်တော်ရေးခိုင်းလိုက်တယ်သချင်းတစ်ပုတ်ရေးခိုင်းလိုက်တယ်ဆိုတော့သူဒီမှာရေးပေးတယ်ရေးပေးတာတွေကအကုန်လုံးကြီးကတော့ smooth ဖြစ်မနေဘူးဘာဖြစ်လို့လဲဆိုတော့လူတယောက်မဟုတ်တဲ့အတွက်နှလုံးသားမပါဘူးဆိုတော့သူရေးပေးတာလေးအဆင်ပြေပြေနဲ့တီးခေါက်ကြည့်အောင် Lang dòng cứ mà bên mang đa đuôi mô ra đuôi ငါကြောင့်တဲ့တေကမြင်ကေအိမ်မှတွေ့ကူတော်လေမုံသူတဲ့သိပြီးတော့စင်ပြေနေရမျိုးစမှုဖြစ်နေရမျိုးတော့မဟုတ်ဘူးသို့တော့ပြန်လဲကိုးကားမှုကတော့ကျွန်တော်လုပ်လို့ရတာတည်ကြ ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော် AI ကိုကြပြတဖို့ရေးခိုင်းလိုက်တယ်ဆိုတော့ AI ကကျွန်တော်ကိုဒီအတိုင်းလေးရေးပေးတယ်ကျွန်တော်နည်းနည်းလေးရွတ်ပြကြပြအမီရကျယ်စင်နှစ်ငါဤအရေးတယ်စောင့်ကြမ်းရင်နော်ကျယ်စင်နှစ်ငါဤအရေးကျယ်စင်တွေဂျာမိန်မောနေတဲ့ညလေတွေကငါ့ကိုဖျက်ဆန်းသွားတယ်တကယ်လည်းဖျက်ဆန်းတယ် တင့်ရဲ့အရေးကမီးပန်းလို့လှပခြေလမ်းတိုင်းမှာမြူရီယာပြန့်ကနောက်တစ်ပိုင်းပိုင်းနှစ်မြစ်ချောင်းတစ်ခုရဲ့ညင်ညောင်းတံနှလုံးသားရဲ့လိုင်းနေဖြစ်စေရွှေရောင်နေဝန်းမိမ့်ဖြော့သွားတော့အပြုံးနေပါလေရဲပြန်ဝဲသွားရော့လာဘလာဘလာပါဗျာဆက်ဆက်ရွနေဗီဒီယိုအချိန်ရိုင်းကြွားလိုက်မယ်ဆိုတော့ လုတ်ဖြစ်ပါတယ်ဒါလည်းအဲ့တော့ဒီတစ်ခေါက်ကတော့ကျွန်တော်က AI ကိုကျွန်တော်ဆက်ပြလုံနီးလေးကျွန်တော်မေးထားတာသူကတိတိကျကျလေးဖြေပေးထားတယ်နော်ကျွန်တော်ဆက်ပြလို့ရန်လိုအပ်သောကုန်ကြမ်းလေးတွေကျွန်တော်မေးထားတာကို तू ကဒီမှာဖြေထားတယ်စီမြာဆိုဒီယမ်ဟိုက်ဒရိုဆိုက်တောက်ရည်ပင်မထုတ်သောရနန်းစီများပါဗျာဘလဘလဘလပါဗျာဆိုတော့ဒါလည်းအလုတ်ဖြစ်တာပဲဗျာ ဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုထပ်ခိုင်းကြည့်တာပေါ့နောက်ထပ်တစ်ခုဘာခိုင်းကြည့်လဲဆိုတော့ကျွန်တော်အနီးကျွန်တော်နဲ့အနီးဆုံးမှာရှိတဲ့ desk design လေးကျွန်တော်လမ်းညွှန်ပေးပါဆိုပြီးကျွန်တော်ခိုင်းကြည့်တယ်ဒါပေမဲ့ဒါကတော့သူမလမ်းညွှန်ပေးဘူးဒါပေမဲ့သူဘာပြောလဲဆိုတော့ Google Map ကိုသုံးပြီးတော့ရှာတဲ့ Google Map ကိုဖွင့်ပြီးတော့ရှာပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲ Grab ဒါမှမဟုတ်လို့ရှင် Webbrite ပေါ့အဲ့ဒါဒီမှာရှာပေါ့နော်ကျွန်တော်ကအဲကျွန်တော် desk design ရှိတဲ့အနီးဆုံး Google Map က link တွေကိုကျွန်တော်ပို့ပေးမယ်လို့ထင်တယ်ဒါပေမဲ့သူကမပို့ပေးဘူးဒီလိုပဲ မတ်မတ်တွက်ချဆိုပြီးတော့လက်ညွန်ပေးတယ်။ဒါကတော့အရင်အလုံးမဖြစ်ဘူး။ကဲဆိုတော့သူ့ကိုလည်းနည်းနည်းပပပပနည်းနည်းပေါ့ဆိုတော့သူ့ကိုလည်းခိုင်းကြည့်ပြီးသွားပြီဆိုတော့တော့သူ့အကြောင်းလေးနည်းနည်းပြောမယ်။သူ့အကြောင်းလေးကိုလည်းကျွန်တော် research လုပ်ပြီးပြောမှာမဟုတ်ဘူး။ကျွန်တော်ကသူ့ကိုပဲမေးပြီးပြောမှာ။သူ့သူ့ကိုပဲမေးမှာ DC ပြောရဲ DC အကြောင်းဒါကတော့ဆိုတော့ DC ဆိုတာကတော့ဒီအတိုင်းပဲ AI ဉာဏ်ရည်တုနီးပညာပေါ့နော် တော့ artificial intelligent ဉာဏ်ရည်တုနည်းပညာတခုဖြစ်တယ်။သူကမိတ်ဆွေမှရှိတဲ့မိကွန်းတွေပြီးတော့သူတည်တနာလောက်တာတွေအတွက်လိုအပ်တဲ့ဟရာတွေကိုစက္ကန့်ပိုင်းတွင်သူကပြန်ပြီးတော့မိသမီးအောင်ပြန်ဖြေနိုင်တယ်။ဆိုတော့ဒါကသိပ္ပံနည်းပညာနဲ့ဆိုင်တဲ့ကိုယ့်ရဲ့တငယ်ချင်းတယောက်လိုတော့ပြောလို့ရတယ်။ဒီနေရာမှာ DC ကိုကျွန်တော်အဲပုံတပုံဆွဲခိုင်းလိုက်တယ် ပုံတပုံဆွဲခိုင်းလိုက်တော့ तू ကဘာတွေလုပ်လဲဆိုတော့ဒီပုံဘလို့ဆွဲဖို့ဆွဲဖို့ဆိုရယ်စာတွေကျွန်တော်ကိုလာပြီးတော့ပြောပြတယ်ဆိုတော့အစ်မပြေဘူးဒါပေမဲ့ chat gtv ထဲမှာကျွန်တော်ပုံတပုံဆွဲခိုင်းလိုက်တယ်ခွေးတကောင်ကမ်းမောင်းနေတဲ့ပုံကျွန်တော်ထုံနီ၎င်းမဲ့တူညီတဲ့စာနဲ့ chat gpt မှာ dc ရလိုမျိုးပဲကျွန်တော်ပုံတပုံဆွဲခိုင်းလိုက်တယ်အဲ तू ကတော့ create image ဆိုပြီးတော့ပေါ်နေတယ် ဲပြီးတော့သူကတခါရဲပုံဆွဲပြီးရဲသူကမကြိုက်လို့ရှိရင်ပြန်ပြောင်းလို့လေရတယ်ကဲဒီကတော့ chat gpt ရဲ့အတန်းချက်ပဲနောက်ပြီးတော့ dc ရဲ့အလုပ်လုပ်ပုံက mixing learning နဲ့ deep learning နီးပညာတွေကိုသူကအခြေခံထားပြီးတော့သူ့မှာကြီးမားတဲ့ data base တွေရှိတယ်သူကအလိုလျောက်သင်ယူနိုင်တယ် ဥပမာမြန်မာစီဝိုင်းအခြေအနေလို့ရိုက်လိုက်လို့ရှိရင်သူကမြန်မာစီဝိုင်းနဲ့ပတ်သက်တဲ့ data တွေကိုအကုန်သူ့မှာ database လောက်တဲ့ data တွေကိုကိုမေးရမေးခွန်းနဲ့ပတ်သက်ပြီးတော့သူကအကုန်လုံးပြင်ပြပြီးမှာပဲဒီဟာကတော့ DC မှာမဟုတ်ပါဘူးကျန်တဲ့ chat gtp တို့အကုန်လုံးကဒီလိုပဲသူတို့ data များများစားထားလीသူတို့ပြန်ပြီး response လောက်တာရဲ့မြန်ပြီးတော့တိကျလीပဲဖြစ်မှာပဲဆိုတော့ AI ကအခုဆိုလို့ရှိရင်ရန်ကြီးတော့မှာ နှစ်ကာလမကြာသေးဘူးဒီလောက်ထိ तू စွမ်းဆောင်နိုင်နေပြီဆိုတော့နောက်အချိန်နောက်နှစ်တွေမှာ तू ဘလောက်တိုင်းတာအထိသွားနိုင်လဲဆိုတော့ဒါမိတ်ဆွေတို့အနေနဲ့စဉ်းစားကြည့်ပါနော်တချို့ဥရောပနိုင်ငံတွေမှာ AI ကို limit လောက်ထားရတဲ့ရှိနေပြီဘာလို့လဲဆိုတော့အရင်ထိန်းချုပ်ဖို့နောက်ပိုင်းမှာခက်ခဲသွားမှာဆိုလို့ limit လောက်ထားတဲ့နိုင်ငံတွေမှာရှိနေပြီဆိုတော့မိတ်ဆွေတို့အနေနဲ့လဲကိုလုပ်ငန်းကိုပဲ freedom မှာပဲနေနေ AI ကကိုယ့်အတွက်ဘယ်လိုအသုံးချလို့ရတယ်ဆိုတော့သိမျိုးရှိရင် AI ကိုအသုံးချပါကျွန်တော်ဒီဗီဒီယိုတစ်ခုလုံးကို AI နဲ့လုပ်ထားတာဒါဆိုလို့ရှိရင်နည်းနည်းများပါဘူးအဲတော်တော်များများပါဗျာ script sorry script ကိုလည်းကျွန်တော် AI ကိုရေးခိုင်းလိုက်တယ်အဲပြီးတော့အခုဗီဒီယိုရဲ့ cover ကိုလည်းကျွန်တော် AI ကိုပဲလုပ်ခိုင်းထားတယ် ခု video editing video editing မှာတော့မှကျွန်တော် AI အနေနဲ့ပပပိုင်ဆိုတော့ AI ကဘယ်လောက်ထိအသုံးဝင်လဲဆိုတော့ကျွန်တော်တငယ်ချင်းနေအနေနဲ့တည်ပြီးဆိုရင်ကိုယ့်ရဲ့ behavior မှာပဲနေနေ AI ကိုကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်မိတ်ဆွေတငယ်ချင်းတယောက်အနေနဲ့တွားကြည့်လိုက်ပါပို့ပြီး smooth ဖြစ်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုလေးမှာဘာအကြောင်းလေးများပြောရင်ကောင်းမလဲဆိုတော့ comment လေးမှာရေးပေးခဲ့လို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်နဲ့အတူပြန်တွေ့ပါမယ်ခင်ဗျာ။